ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒါအော်တိုဘာလ25ရက်နေ့ဒါည7:00နာရီမှာစီမံကစားမယ်မန်ချက်စတာယူနိုက်တက်နဲ့ဘရိုက်တန်တို့ရဲ့ပွဲစဉ်နေနဲ့ပတ်သက်ပြီးတော့ဒါပွဲကြိုးသုံးချက်အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကဲမန်ချက်စတာယူနိုက်တက်အသင်းကတော့လက်ရှိအခြေအနေမှာဆိုရင်တော့စိတ်နဲ့ပိုင်းကတော့လုံးဝဒါအမြင့်ဆုံးကိုရောက်နေလိမ့်မယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်အခုလက်ရှိလည်းကျွန်တော်တို့ရူဘင်အာမိုရင်းရဲ့လက်ထက်မှာဆိုရင်နှစ်ပွဲဇက်တိုက်တစ်ခါမှဒါနိုင်ထားရဲဆိုတာမရှိခဲ့ဘူးဗျာဒါပေမဲ့အခုလက်ရှိအခြေအနေမှာဆိုရင်တော့ဒါလီဗာပူးကိုနိုင်ထားတယ်ဆန်ဒါလန်ကိုနိုင်ထားရဲဆိုပြီးတော့နှစ်ပွဲဇက်တိုက်ကိုပဲဒါယူနိုက်တက်အနေနဲ့အနိုင်ယူထားနိုင်ခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့အခုလက်ရှိ United နောက်ဆုံးကစားခဲ့တဲ့နောက်ဆုံး၅ပွဲမှာကြည့်မယ်ဆိုရင်ဒါ၃ပွဲအနိုင်ကစားထားပြီးတော့၂ပွဲရှုံးနေထားခဲ့တယ်။ Brighton အသင်းဘက်ကတော့ကျွန်တော်တို့ဒါ၃ပွဲ အနိုင်ကစားထားပြီးတော့နောက်ဆုံး၅ပွဲမှာ၂ပွဲပဲတည်ကျထားတယ်ဆိုတော့ Brighton လည်းအခုလက်ရှိဒီအချိန်ဒီမှာကတော်တော်လေး team form ကောင်းတဲ့အချိန်ဒီတစ်ခုလို့ပြောလို့ရတယ် ဟတ်တူအနေထားမှာကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့ရာသီလောကဆိုရင်ကျွန်တော်တို့တရာသီလုံးထိတိုက်တွေ့ဆုံမှုနှစ်ကြိမ်ရှိခဲ့တယ်နှစ်ကြိမ်စလုံးမှာ United အနေနဲ့ဒါ Brighton ကိုဒါရုပ်ပြက်ဈေးမြတ်နဲ့ကိုပဲကျွန်တော်တို့ဒါရှုံးနေခဲ့တယ်ပေါ့နော် Brighton အင်ကွင်းမှာသွားပြီးတော့ကစားခဲ့တဲ့ဒီပွဲစဉ်မှာဆိုရင်လည်း2-1ဆိုတဲ့ရက်လက်နဲ့ရှုံးနေခဲ့တယ်ဒါအင်ကွင်းပွဲစဉ်မှာလာပြီးတော့ကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့ United အနေနဲ့ဒါ1-3ဆိုတဲ့ရက်လက်နဲ့ရှုံးနေခဲ့ရဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်ရှိဒီရာသီမှာဆိုရင်တော့ဒါ Ruben Amorim အနေနဲ့ Brighton အသင်းကို ဒါအနိုင်ရအောင်ကစားသွားနိုင်ပါမလားဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်ဗျ။ဒါပေမဲ့အခုလက်ရှိ United ရဲ့ကစားပုံကစားဟန်ကတော့ကျွန်တော်တို့ဒါတိတိတတ်တာတိုးတက်ပြောင်းလဲလာခဲ့တာလို့တော့ကျွန်တော်တို့ယူဆမိတယ်။ဘာလို့လဲဆိုတော့ဒီ Liverpool နဲ့ပွဲစဉ်တုန်းကဆိုရင်ဒါ United ရဲ့ United ကစားသမားတွေရဲ့ကစားပုံကစားခွက်ကအစတော်တော်လေးတိတိတတ်ပြောင်းလဲလာခဲ့တယ်ဗျ။အဲကျွန်တော်ဒါပေမဲ့ United ကိုလည်းဟိုအရင် စောပြီးတော့ပြောလို့မရဘူးဘာဖြစ်လို့ဆိုရဘာဖြစ်လို့လဲဆိုတော့ကြာကျွန်တော်တို့ဒါကျွန်တော်တို့အတင်းရကြတော့ခြေစွမ်းပိုင်းမှာကအများတန်းကြီးဒါတည်ငိမ့်နေတယ်မှန်တယ်ဆိုတာကမရှိဘူးပြအဲ့တော့ကြောင့်မလို့ကျွန်တော်ဒီပွဲစဉ်မှာဆိုရင် Ruben Amorin အနေနဲ့ Brighton ကိုဘယ်လိုမျိုးပုံစံနေလဲဒါရှင်မြိုင်သွားမလဲဒါဘေကစားသမားတွေကိုအဓိကထားပြီးတော့လူစင်းမှာဒါပွဲထွက်လာမလဲဆိုတော့အကြောင်းအနေနဲ့ပတ်သက်ပြီးတော့တစ်ချက်လောက်ခံမှန်းကြည့်အောင်အဲ့တော့ United အသင်းဘက်ကတော့ကျွန်တော်ကဂိုးသမားနေရာမှာဆိုရင်တော့ဂိုးသမားစာနီလမ်မင်းကိုပဲကျွန်တော်တို့ဒါအသုံးပြုလာဖို့များတယ်ဒီဂိုးသမားတွေကတော်တော်လေးကောင်းနေဗျအဲဒီဂိုးသမား ဖမ်းလာတာနှစ်ပွဲရှိပြီပဲနှစ်ပွဲစလုံးမှာ rating ကကျွန်တော်တို့က8.0အထက်မှာကြီးပဲဆိုတော့တော်တော်လေးကောင်းတဲ့ဟိုလက်စွမ်းလို့ပြောလို့ရတယ်ဒါလီဗာပူးနဲ့ပွဲစဉ်တုန်းကဆိုရင်သူတောက်လျှောက်ပုတ်တယ်တကယ်လည်းကောင်းပါတယ်ဒါအိုနာနာတို့ပါလို့ဆိုရင်ဒီကစားသမားရဲ့ကြီးကိုကျွေးရမယ်တကယ်တခြားစီပဲလက်ရည်ပိုင်းอ่ะအဲ့တော့ကျွန်တော်ဒီပွဲစဉ်မှာဆိုရင်ကိုသမားနေရာမှာဆိုရင်တော့ကိုသမားအပြောင်းလဲလုံးမာတော့မဟုတ်ဘူးဗျ။နောက်တိုင်းပိုင်းနဲ့ပတ်သက်ပြီးတော့ကြည့်မယ်ဆိုရင်နောက်တိုင်းပိုင်းမှာဒီလေးရှိတယ်၊ဟယ်ရီမကွိုင်းရှိတယ်၊လူရှော့ရှိတယ်။အဲလီနီယူရိုရှိမယ်ဆိုတော့ အခုလက်ရှိကျွန်တော်ကမကွိုင်းရကလည်းလီဗာပူးနဲ့ပွဲချင်းတော်တော်လေးကောင်းထားတာဆိုတော့ရူဘင်အာမိုရင်နဲ့၃ကောင်း၃လာနေတယ်ဒါပေမဲ့တေချာတကူကတော့ဒီလင်းနဲ့လူရှော့ကိုတော့တေချာပေါက်ဒါဒီပွဲချင်းမှာပြန်ပြီးတော့တုံးဖို့များတယ်အဲ့တော့ကွင်းလယ်ပိုင်းမှာကြည့်မယ်ဆိုရင်ကက်စမဲရိုနဲ့ဘရူနိုဖာနန်ဒက်ရှိမယ်ဒါကိုဝင်မိုင်နုရှိမယ်ဥကာဒေးရှိမယ်အဲ့တော့ကက်စမဲရိုကလီဗာပူးနဲ့ပွဲချင်းတုန်းကဒါအဝါတကက်ထိထားခဲ့တယ်အင်ဂျူရီလည်းဖြစ်သွားတယ်ဆိုပြီးတော့ ဒါလူစားလဲလဲလိုက်ရတဲ့အနေအထားကမှကျွန်တော်အနေရအမြင်ရဆိုရင်တော့ဒီအဲကက်စမဲရိုက injury ဖြစ်သွားလို့ဒါလူစားလဲလိုက်တာမဟုတ်ဘူးရူမင်အာမွန်အနေနဲ့ဒါအဝါတကက်ထိသွားခဲ့တဲ့အတွက်ကြောင့်သာဒါလူစားလဲလဲလိုက်တယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်အဲ့တော့ကြောင့်ဒီပွဲချိန်မှာဆိုရင်ကက်စမဲရိုပြန်ပြီးတော့ဒါပါကောင်းပါလာနိုင်တယ်အဲ first line နဲ့အနေနဲ့ပေါ့နော်အဲ့တော့ wing back တွေမှာကြည့်မယ်ဆိုရင်တော့ wing back တွေမှာ Mbappe လို့ရှိမယ်ဒါဒါလော့ရှိတယ်ဒါလော့ကလီဗာပူးနဲ့ပွဲချိန်တော့အမှားလေးနည်းနည်းများတယ်ပက်ထရစ်တိုကိုကျွန်တော် ျွန်တော်ရတာ personal အမြင်ရဆိုရင်တော့ပရိတ်တို့ကို first line နဲ့ပေးပြီးတော့သုံးစီခြင်းနဲ့ဒါ narrow number 10နေရာမှာဆိုရင်တော့ကျွန်တော်တို့ဒါ ambu mo ရှိမယ် mission mouse ရှိမယ်အဲ့တော့ benjamin set ကိုဒီပွဲစဉ်မှာ first line နဲ့ပေးပါမလားကျွန်တော်ရဲ့ personal အမြင်ရဆိုရင်တော့ ambu mo နဲ့ကိုညာကိုကျွန်တော် narrow number 10နေရာမှာပို့ပြီးတော့ benjamin set ကိုအထောင်တိုက်စင်နဲ့ပွဲထွက်လာတာကတော်တော်လေးကောင်းတဲ့ပုံစံတစ်ခုလို့ယူဆရတယ်ဗျအဲ့တော့ကြောင့်မို့ကျွန်တော်ကတော့ဒါ mission mouse ကိုဒီပွဲစဉ်မှာခဏအနာပြီးပြီးတော့ဒါပေမဲ့ ရူမင်အာမိုရင်ကြီးကမစ်ဆင်မောက်ကိုတအားကြီးကြိုက်နေရရင်စိုးတယ်ဗျမစ်ဆင်မောက်ကိုကျွန်တော်ဘယ်လိုပဲဖြစ်ဖြစ်ဒီကောင်ကတော့ first line နဲ့ပေးပြီးတော့အမြဲတမ်းသုံးနေကြနီးပြတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာဆိုရင်ရောထပ်ပြီးတော့နေရာပေးအောင်မလားဆိုတော့ရှက်စောင့်ကြည့်ရမယ်ဗျအဲ့တော့ Brighton team ကတော့သူတို့မှလည်းဒါတောင်းနှင်းခိုင်မာတဲ့ကစားကွက်ရှိသလိုကျွန်တော်တို့ဒါ losing in အားလည်းရှိတယ်ဗျ Brighton အနေနဲ့ဒါကောင်းကောင်း United ကိုကစားနိုင်ဖို့အတွက် in အားလည်းလုံလောက်တယ်လို့ယူဆလို့ရတယ်တိုက်စစ်ပိုင်းမှာဆိုရင်ကျွန်တော်တို့ဒါ web back ရှိတယ် router ရှိရယ်ကွင်းလယ်ပိုင်းမှာဆိုရင်လည်းကျွန်တော်တို့ဒါ United ရဲ့တကယ်ကို ဟိုအခေါ်ယူခြင်းဆုံးကွင်းလယ်ကစားသမားတယောက်ဖြစ်တဲ့ကာလော့ဘလီပါရှိတယ်။နောက်တိုင်းမှာကြည့်မယ်ဆိုရင်လည်း Brighton နောက်တိုင်းကဒါတောင်းတင်းခိုင်မာလို့ပြောလို့ရတယ်။အဲ့တော့အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်တို့ကပြီးခဲ့တဲ့ရာသီတုန်းကနှိမ့်ကျော်စလုံးမှာဒါရှုံးနေခဲ့တဲ့ရှုံးကျွေးကိုဒါ Ruben Amorim နဲ့ရှာရှုံးဝေး Ruben Amorim အနေနဲ့ရှုံးကျွေးဆက်နိုင်ပါမလားပေါ့နော်။အဲ့တော့ကျွန်တော်ယူဆရပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီ Manchester United နဲ့ Brighton နဲ့ပွဲစဉ်မှာနှစ်တင်းစလုံးကအဲတိုက်စစ်ကိုဖွင့်ပြီးတော့ကစားတဲ့အသင်းတွေပြားဒါ United ကိုတော့ခဏထားတယ်။ Brighton ကတော့လုံးဝတိုက်စစ်ပိုင်းမှာတော်တော်လေးမြန်နဲ့ ဒါတိုက်စစ်အစုပွဲရှိတဲ့အသင်းတစ်သင်းလို့ပြောလို့ရတယ်သူရှိရကစားခဲ့တဲ့ဒါပွဲစဉ်တွေမှာကြည့်မယ်ဆိုရင်ဂိုးတွေလည်းတွင်းထားတယ်လို့ဂိုးတွေလည်းပေးရတယ်ယူနိုက်တက်ကလည်းအဲ့လိုပဲ တိုက်စစ်ကဂိုးတွေပါရရဲဆိုရင်တော့မှပဲနောက်တိုင်းပိုင်းမှာကဂိုးတွေပါရတော့ချောက်ပြီးရတဲ့ပွဲစဉ်တွေရှိရပြအဲ့တော့ကြောင့်မို့ဒီပွဲစဉ်ကနှစ်ဖက်ဂိုးသွင်းမဲ့ဒါပွဲစဉ်တစ်ခုလို့ပဲကျွန်တော်ကတော့ပြောချင်တယ်ဒါပေမဲ့နိုင်နာကတော့ United ကပဲဒီပွဲစဉ်မှာဆက်ပြီးတော့နိုင်သွားမယ်လို့ထင်နေပြဘာလို့လဲဆိုတော့ United ရဲ့တိုက်စစ်ပိုင်းကတော်တော်လေးအားကောင်းလာပြီးအခြေဆက်တွေပို့ပြီးတော့မိလာပြီးဆိုတော့ကျွန်တော်မြင်နေတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာလည်း United ကပဲဒါအသာစီးရပြီးတော့ Brighton အနိုင်ကစားသွားမဲ့ပွဲစဉ်တစ်ခုလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့ United ပရိသတ်တွေအနေနဲ့ဆိုရင်ရောအော်တိုဘလာ25ရက်နေ့ည7:00နာရီမှာရှင်ပြန်ကစားမယ်မန်ချက်စတာ United နဲ့ Brighton တို့ရဲ့ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲအဲဒီပွဲစဉ်မှာဘယ်အသင်းကအနိုင်ရလက်ကိုဦးဆောင်သွားမယ်လို့ထင်ကြလဲကိုမမတို့ချက်လောက်ဆွေးနွေးပေးကြကြပါဦး FM Media အစိုးရကြီးရှိပေးကြတဲ့ပရိသတ်တရားချင်းတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်အာခါတာသတင်းအစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျောင်း FM Media ရဲ့ Facebook YouTube TikTok တို့ကိုလည်း Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးမိုင်းတိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပြည်သက်များအနေနဲ့ www.mm.stream မှာလည်းခါမိုင်းတိုင်းလိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြအောင်သတင်းကောင်းပိုင်းနဲ့နောက်စီစဉ်နေမှာပြန်လည်ဆုံတွေ့ကြရမယ်ကျွန်တော်အစီအစဉ်တက်ဆက်သူဖဖလေးပဲဖြစ်ပါတယ်